ကတော့ရွေးကောက်ပွဲလုပ်ကိုလုပ်ဖြစ်မယ်မနေ့တုန်းကလည်းပြောတယ်ရွေးကောက်ပွဲလုပ်ကိုလုပ်ဖို့ကိုလည်းအခုတက်လာတယ်အလှအသီးသီးကလူတွေအားလုံးကသဘောတူတယ်အဲ့တော့အရေးကြီးဆုံးကရွေးကောက်ပွဲအတွက်ဘာအရေးကြီးဆုံးလဲဆိုတော့ငြိမ်းချမ်းရေးပေါ့နော်ဒါကြောင့်မို့လို့လေဟာလာဒီခေါင်းစဉ်ကငြိမ်းချမ်းရေးဆိုတဲ့ဟာကိုအရင်ဆုံးထိတ်ကိုတတ်သားတာဖြစ်တယ်ဒါကြောင့်မို့လို့ငြိမ်းချမ်းမှုမရဘူးဆိုရင်တော့ကျမတို့ရွေးကောက်ပွဲကတော့ဖြစ်မယ် ဒါပေမဲ့ရွေးကောက်ပွဲအလွန်မှာဖြစ်လာမဲ့ကိစ္စတွေကအများကြီးရှုပ်ထွေးမှုတွေဖြစ်လာနိုင်တယ်။ဒါကြောင့်မို့လို့ရွေးကောက်ပွဲအတွက်အဓိကအရေးကြီးဆုံးကတော့ဒီအချက်တွေကတော့အများကြီးရှိတာပေါ့နော်။နံပါတ်1အရေးကြီးဆုံးကတော့ညီညာရေးဖြစ်တယ်။နောက်ပြီးတော့ဒီရွေးကောက်ပွဲကိုဟလာနောက် နောက်တစ်ခုကတော့ဟလာလူထုစိတ်ဝင်စားမှုရှိသလား။နောက်ပြီးတော့လူထုကပါဝင်မှုဘယ်လောက်ရှိသလဲ။အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်သလားဆိုတော့ဒီလိုအချက်တွေကလည်းနောက်ဆက်တွဲရှိပါတယ်။ အအဓိကကတော့ကျမတို့အခုရွေးကောက်ပွဲဥပဒေအရမထွက်သေးဘူးပေါ့နော်ရွေးကောက်ပွဲဥပဒေထွက်လာတဲ့ဆိုရင်တော့ဒီပါတီတွေပေါ့မှတ်ပုံတင်ထားတဲ့ပါတီတွေရွေးကောက်ပွဲဝင်မဲ့ပါတီတွေအနေနဲ့လွတ်လွတ်လပ်လပ်ဆွအာပေါ့နော်မဲဆွယ်လို့ရပြီပေါ့အဲ့ဒီမဲဆွအခုလောလောဆယ်မှာတော့ပြည်သူတွေကိုပါတီတွေကလည်းမဲဆွယ်လို့မရသေးဘူးအချိန်လည်းမကျသေးတဲ့အတွက်အဲ့တော့သူတို့တွေကပြည်သူတွေကဘာဖြစ်နေလဲဆိုဝေဝေဝါဝါဖြစ်နေတယ်ဟိုဒီအပြင်ကနေပြီးတော့ပေးထားသောကောလာဟာလာ မဟုတ်သောစကားတွေကိုပဲခေါင်းထဲကိုဝင်နေတယ်နားထဲကိုလည်းဝင်နေတယ်အဲ့တော့ဟာခါလေ no vote ပေါ့နော် no vote ဆိုရဲဟာမျိုးတွေအာရွေးကောက်ပွဲဟိုမဲသွားထည့်ရင်အကြမ်းဖက်မှုတွေခံရမယ်ဘုံခွဲခံရမယ်တတ်ခံရမယ်ဆိုတော့တစ်ဖက်ကမဟုတ်ကဟုတ်ကပြောတဲ့စကားလုံးတွေကိုပဲနားထဲကိုဝင်နေတယ် ါပေမဲ့ကျမယုံကြည်ပါတယ်အာဒီမဲဆွယ်စီယုံရေးကာလကိုရောက်တယ်ဆိုရင်တော့အခုဟလာမဲဆွယ်ဟိုဒီရွေးကောက်ပွဲဝင်မဲဆိုတော့ဟလာပါတီတွေအနေနဲ့ကတော့ရွေးကောက်ပွဲဟာကိုယ်နိုင်ငံအတွက်ဘလောက်အရေးကြီးတယ်ဆိုတဲ့အကြောင်းပြည်သူတွေအတွက်ဘလောက်အရေးကြီးတယ်ဆိုတဲ့အကြောင်းနဲ့ဟလာပြည်သူတွေဟာမဲထည့်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုသူတို့ဂဂနာနာရှင်းပြနိုင်ပါတယ် ။ဘာလို့လဲဆိုတော့အခုချိန်မှာဟလာစစ်တပ်ကအာဏာထိန်းထားတာဖြစ်တဲ့အတွက်သူတို့အနေနဲ့အာဏာသုံးရစလုံးကိုကင်ထားတယ်။အဲ့ဒီတော့ဟလာစစ်တပ်ကအုပ်ချုပ်တာကိုမကြိုက်ဘူးဆိုရင်ကျမတို့ကပြည်သူတွေအုပ်ချုပ်တဲ့အစိုးရဖြစ်လာဖို့လိုအပ်တယ်။အဲ့ဒီအတွက်ကိုကျမတို့ရွေးကောက်ပွဲဆိုတာမဖြစ်မနေလိုကိုလိုအပ်တယ်။ဒါကြောင့်မို့လို့ဒီလိုမျိုးဟလာသူတို့ပြောနေတဲ့အာဏာရှင်တို့အာစစ်အုပ်ချုပ်ရေးတို့မကြိုက်ဘူးဆိုရင်ကျမတို့ပြည်သူအုပ်ချုပ်တဲ့လွတ်တော်ကြီးပေါ်ပေါက်လာတော့ပြည်သူရဲ့စကားတွေကိုဟလာ ဟိုလက်ဆင့်ကားနိုင်တော့လွှတ်တော်ကြီးပေါ်ပေါက်လာတဲ့ပြည်သူအစိုးရပေါ်ပေါက်လာဖို့ဆိုရင်အကျွန်တော်တို့ရွေးကောက်ပွဲအရေးကြီးတဲ့မဲပေးဖို့လိုအပ်တယ်ဒါဒါမျိုးတွေကိုစီရင်ဖို့လိုအပ်တယ်ဒါဆိုလို့ရှိရင်တော့ဗုဒ္ဓတန်းတော်ကရနိုင်ပါတယ်နောက်ပြီးတော့ပေါ့နော်အခုရွေးကောက်ပွဲမတိုင်ခင်မှာလဲရွေးကောက်ပွဲကျင်းပပေးမယ်ဆိုရဲနိုင်ငံတော်အစိုးရအနေနဲ့ တကယ်လို့သာဟလာဒီရွေးကောက်ပွဲပြီးသွားလို့ဟလာပြည်သူအစိုးရဖြစ်လာရင်ဘာတွေလုပ်ပေးပါမဲဆိုတဲ့ incentive တွေပေါ့နော်ဟလာပြည်သူကြိုက်တဲ့ကိစ္စမျိုးတွေကိုလည်းကြိုတင်ပြီးတော့ဒါလေးတွေကိုပြောထားနိုင်တယ်ဆိုရင်ပိုကောင်းတာပေါ့အာနိုင်ငံကအတိုင်းဝိုင်းလို့ပြောတဲ့အခါမှာနှစ်ပိုင်းရှိရယ်ပေါ့နော်အာကျမတို့ဒီအရှိတ်ဘက်နဲ့အနောက်ဘက်အခုဟို ကျွန်တော်တို့ ਨੇ နီနီကက်ကက်ဆက်ဆံနေတဲ့အာဆီယံ country တွေရှိတယ်။ဒီနိုင်ငံတွေကတော့ပထမတော့ဟိုဘောနော်လွန်ခဲ့သောနှစ်နှစ်လောက်ကတော့ဟာဒါဟိုသဘောမတူဘူးလို့စန့်ကျင်နေတယ်လို့ဒီလိုကိစ္စမျိုးတွေရှိနေပြီမြေအခုဆိုရင်တော့ရွေးကောက်ပွဲဟာ ဟိုဖြစ်ကိုဖြစ်လာမယ်ဆိုတော့သူတို့သိတယ်ဒါကြောင့်မို့လို့ဟလာရွေးကောက်ပွဲကိုတော့သူတို့အကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ဟာကို ပထမဆုံးနေ့ရဲ့ expertise ကပြောသွားတာမျိုးတွေကိုတွေ့ရတယ်အဒါကအာဆီယံနိုင်ငံပေါ့နော်တေဂျာပေါ့အာဆီယံနိုင်ငံတွေအားလုံးဟာကျမတို့ရွေးကောက်ကျမတို့နိုင်ငံရဲ့ရွေးကောက်ပွဲကိုဖြစ်စေခြင်းနဲ့အ ဟိုပေါ့နော်ကြိုးစိုးပေးမယ်၊ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ဟာမျိုးကိုသူတို့ကဒီကဲဝတ်တွေပေးသွားတယ်။ဒါပေမဲ့အနောက်နိုင်ငံတွေအနေနဲ့ကတော့အခုချိန်မှာဟာဟိုပေါ့နော်ရွေးကောက်ပွဲကိုဟိုငကိုတော့ကတော့နင်တို့နိုင်ငံကရွေးကောက်ပွဲဖြစ်မှာမဟုတ်ပါဘူး။ရွေးကောက်ပွဲလုံးမှာကောတေချာလို့လား။ဒီလိုစကားရနေပြီးတော့အော်ရွေးကောက်ပွဲကလုံးမှာလား။ဒါဆိုရင်တော့ငါတို့ကတော့ကန့်ကွက်ရမှာပဲ။အဲဆိုတော့ဝစ်ချီတန်းချီကန့်ကွက်တာမျိုးတွေကတော့အခုချိန်မှာရှိ တယ်ပေါ့နော်ဒါပေမဲ့သူတို့တကယ်ရွေးကောက်ပွဲလုပ်မယ်ဆိုတာတိလာတဲ့ခါကျတော့ဒါဟလာဟိုပေါ့နော်အနောက်ကနေပြီးတော့ပြန်ပြီးတော့ဆက်ဆံပြီးတော့ကုညီပေးမှမယ်ဆိုတဲ့စကားလုံးတွေကိုလည်းရရှိနေပါပြီလို့ကျွန်မကသိပါတယ် အာကျမမနေ့တုန်းကဆွေးနွေးသွားတာလည်းရှိပါတယ်ပထမဆုံးတော့တကယ်လို့သာပေါ့နော်ရွေးကောက်ခွင့်အစိုးရပြည်သူကရွေးချယ်ပေးတဲ့အစိုးရဖြစ်လာရင်အရေးကြီးဆုံးကတော့နိုင်ငံရေးအကျဉ်းသားလေးတွေကိုလွှတ်ပေးပါတကယ်နိုင်ငံရေးလုပ်ခဲ့တဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ဟလာပြည်သူတွေအတွက်ကိုအခုဒုက္ခရောက်နေတဲ့ဟလာငလျင်ကြောင့်ပဲဖြစ်ဖြစ်စစ်ဘေးဒဏ်ကြောင့်ပဲဖြစ်ဖြစ်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုထိထိရောက်ရောက်ကူညီဆောင်ရွက်ပေးတဲ့ထင်သာမြင်သာရှိတဲ့အကူအညီတွေကိုပေးဖို့လိုအပ် တ်တယ်လို့ကျမကအဲ့ဒါပြောချင်တယ်ဒီကိစ္စတွေကအခုလက်တွေ့ပြည်သူတွေခံစားနေရတဲ့ကိစ္စပဲဖြစ်တယ်ဒါတွေကိုတော့ဟိုဒီနှစ်ချက်ကိုတော့ကျမအဓိကကျမဆွေးနွေးတင်ပြခဲ့ပါတယ်အာပြည်သူတွေအနေနဲ့ကျမတို့နိုင်ငံရဲ့ရွေးကောက်ပွဲဆိုတာအရေးကြီးတယ်ပြည်သူကနေပြီးတော့ရွေးချယ်ထားတဲ့ပြည်သူခေါင်းဆောင်တွေပေါ်ထွက်လာဖို့လိုအပ်တယ်နောက်ပြီးတော့နိုင်ငံအတွက်တကယ်ချစ်မြတ်နိုးတဲ့နိုင်ငံအတွက် လှုပ်ဆောင်ပေးနိုင်တဲ့ပေါ့နော်ဟိုလှုပ်ရှားတာနိုင်ငံရေးကိုလှုပ်မရှားတော့နိုင်ငံရေးသမားတွေပေါ်ထွက်ပေးလာဖို့ကရွေးချယ်ပေးဖို့ကတော့ပြည်သူတွေရဲ့တာဝန်ပဲဖြစ်ပါတယ်လို့ပြောချင်ပါတယ်